ီနေရာကတော့ဒါကျွန်တော်တို့ပညာရေးမှာအရန်ကိုအားကောင်းတဲ့တောင်ကြီးတက္ကသိုလ်နေရာဖြစ်ပါတယ်ဒီနေရာကနေပြီးတော့မှအရန်မဝေးတဲ့ကျွန်တော်ကျွန်တော်တို့ရဲ့ရွှေမြချမ်းသာဗီလာလေးစီကိုကျွန်တော်ခေါ်တော့မှာဖြစ်ပါတယ်ခင်ဗျကဲကျွန်တော်မိတ်ဆွေများမင်္ဂလာပါကျွန်တော်မိတ်ဆွေတို့တောင်ကြီးမှာညီဝယ်ဖို့ရှာနေသလားဒီမှာဒါကျွန်တော်တို့ပိုင်ဆိုင်မှုအားခိုက်မာတဲ့ကျွန်တော်တို့ဒါပုံစံ105မှာမြို့မြေဆိုပြီးတော့မှကျွန်တော်တို့ဒါမြို့မြေအမျိုးသားဖြစ်တဲ့ ီးတော့တောင်ကြီးဖိုက်တောင်ကြီးဖိနော်အပြည့်အဝရရှိတဲ့နေရာပေါ်မှာကျွန်တော်အရန်ကိုရှားပါတဲ့ပေ40 60ချံခွက်လေးတွေ15ခွက်ကိုကျွန်တော်ကရောင်းကြပြီးမှဖြစ်ပါတယ်ကဲကျွန်တော်တို့အတူတူသွားကြည့်ကြစို့ဒီနေရာကဒါကျွန်တော်တို့တောင်ကြီးမြို့ န်ကြီးရက်နယ်မြေ၃ပါးရှိတဲ့အရန်ကိုလှပတဲ့တောင်ကြီးဖိုက်တောင်ကြီးဖီလင်ကိုအပြည့်အဝရရှိတဲ့နေရာလေးတနေရာဖြစ်ပါတယ်။ကျွန်တော်ကတော့ပြုံးလူမျိုးမှာရှိတဲ့ခိုင်မာမကန်တေချာတဲ့မြေပေါ်မှာတိစောက်ထားတဲ့အိမ်လေးနဲ့မြေလေးတွေကိုရောင်းချပေးနေတဲ့ဒေါက်တာဆုံးမဖြစ်ပါတယ်။ကျွန်တော်ရဲ့အကောင့်မှာ Facebook account, TikTok account, YouTube account မှာလည်းကျွန်တော်နေ့စဉ် update လေးတင်ပေးထားကြအောင်ကျွန်တော်ကသတင်းကောင်းပါလိုက်ပြစီခင်ဗျ။ကျွန်တော်မိတ်ဆွေများအားလုံးမိုင်းစွန်ခါအခုကျွန်တော်တို့ဒါကျွန်တော်ရဲ့ဒီ project လေးကိုလုပ်ငန်းစဝင်နေတာဖြစ်တယ်လုပ်ငန်းလဲပတ်နေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဝန်ဆောင်မှုအနေနဲ့ကကျွန်တော်ရဲ့ဒီ ကွင်းထဲမှာဆိုရင်ပိနေဆယ်ကွန်ကရစ်နေပါမယ်ပြီးအခါကျတော့ခြံခွက်ရှိမီးတံရောက်ပါမယ်လုံးဝအစ်စ်နေထိုင်ုံဖြစ်အောင်ကျွန်တော်ဒါဖန်တီးပေးထားတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဝန်ဆောင်မှုအနေနဲ့ကဒီကျွန်တော်ရွှေမြချမ်းသာကွင်းထဲမှာဆိုရင်ဒီလိုပပတ်လေတွေကိုဒီလိုပိနေဆယ်ကွန်ကရစ်လမ်းနေပါမယ်ပြီးတော့ကျွန်တော်တို့မိတ်ဆွေတွေအိမ်ဆောက်အစ်စ်နေုံဖြစ်အောင်လည်းဖန်တီးပေးထားမယ်အပြင်ကိုဒီလိုခိုင်ခန့်အောင်လည်းဒီလို rating wall တွေကိုလည်းခုကျွန်တော်တို့ဒါပြုလုပ်နေပြီပေါ့နော်အဲ့တော့အရန်ကိုလှပတည်ကြတဲ့ မင်္ဂလာကုလင်းမို့လို့ကျွန်တော်က recommend ပေးလိုက်ပါစေနောက်တစ်ခုကကျွန်တော်မိတ်ဆွေတွေကျွန်တော်စဉ်းစားထားတဲ့အချက်တစ်ချက်ကအရန်ကောင်းတဲ့အချက်တစ်ချက်ပေါ့နော်အဲ့ဒါဘာလဲဆိုတဲ့ခါကျတော့အခုဒီလိုအချိန်မှာကျွန်တော်ရှိမှဒီခြံခွက်လေးတွေဝယ်ယူခြင်းနဲ့ဆိုရင်ကျွန်တော်ကအရှိကြ instrument အနေနဲ့ကျွန်တော်ရောင်းပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ down payment 30%သို့မဟုတ်50%ကိုကျွန်တော်တို့ပေးချေလိုက်ရုံနဲ့လှစင်ပေါ့နော်ဒါအရှိကြလေးပေါ့ကျွန်တော်က3လအရှိကြသို့မဟုတ်4လအရှိကြတွေကိုကျွန်တော်ညှိနှိုင်းဆောင်ရွက်ပြီးတော့မှ ျွန်တော်တို့ရောင်းချပေးမှာဖြစ်တဲ့အကြောင်းကိုကျွန်တော်ကသတင်းကောင်းပါလိုက်ပြစီခင်ဗျာရှင်မေချမ်းသာမင်္ဂလာကွင်းကိုဒါကျွန်တော်တို့ဝင်တဲ့အချိန်မှာပလန်တွေကလည်းအများကြီးရှိတယ်အခုကျွန်တော်တို့ဒီလမ်းနေဆိုရင်ကျွန်တော်ဝင်မယ်ဆိုရင်ရွှေတောင်ကြားကိုလမ်းအနေနဲ့ကျွန်တော်ဒါဒဲပေါက်ဖြစ်မယ်လုံးဝအကွက်အကွင်းရောလက်မဆက်တို့ရောအရန်ကောင်းတယ်ဟိုဘက်အချမ်းမှာဆိုရင်ဒါရွှေတောင်ကြားဆယ်လမ်းဟိုဘက်နောက်မှာဆိုရင်ကျွန်တော်ဒင်ဂီဟောက်ဟိုတယ်အနောက်ကလမ်းအနေနဲ့ဝင်လို့ရတယ် အခုဒါအခုကျွန်တော်ရောက်နေတဲ့နေရာကဒါကျွန်တော်တို့ဘီရိုးလေးကျွန်တော်ဘီရိုးထဲမှာဆိုရင်ဒါကျွန်တော်တင်းနဲ့၃လေး၅ခွက်ရှိတယ်ကျွန်တော်တို့ B1 ကနေပြီးတော့မှ B5 ပေါ့နော်အော် sorry ခုနှစ်ခွက်ရှိတာအောက်မှာလဲကျွန်တော်ဒါ7 6ပေါ့နော်7 7အဲ့တော့ဒီဘီရိုးထဲမှာခုနှစ်ခွက်လုံးကိုကျွန်တော်က PJ လေးတွေကတော့ဒါ40 60လေးဖြစ်တယ်အဲ့တော့ခေါ်ထားတဲ့ဈေးနှုန်းကတိန်1450ကိုကျွန်တော်ညှိနှိုင်းပြီးအောင်ချပေးမယ်ဒီမှာဒီဘီရိုးရဲ့အားတကြက်ကမြင်းညီတယ်ပြီးတော့ဒီ ဘျူးကိုလည်းကျောင်းတာခံစားပြီးတော့မှကြည့်ရှုပြီးတော့မှပိုင်ဆိုင်လို့ရနိုင်တဲ့အခွင့်အရေးတစ်ခုဖြစ်တယ်။ကဲနောက်တော့လို့သားကြည့်။ဒီနေရာကဒါကျွန်တော်တို့ A ရိုးဒီထဲမှာဆိုရင်ဒါကျွန်တော် A 1 2 3 4 5ဟိုးအောက်ထိရှိတယ်။အလှည့်တွေကတော့ဒါကျွန်တော်တောင်လှည့်တွေရှိတယ်ပြီးတော့တောင်ွက်တွေဖြစ်တယ်ခေါ်ထားတဲ့ဈေးနှုန်းက3450ကိုကျွန်တော်ကညှိနှိုင်းပြီးရောင်းချပေးမှာဖြစ်ပါတယ်။ချက်အကျဲတွေကကျွန်တော်ဒါ A1 နဲ့ A2 ဆိုရင်ပေ40 60တွေဖြစ်တယ်။နောက်ကျွန်တော်တို့ A3 ရော A4 ရောဆိုရင်မျက်နှာစာ35ဖြစ်တယ်။ ဘေးက65ဘေးဖြစ်တယ်အနောက်က40ငွေအိတ်ပုံစံလေးတွေနဲ့လှလှပပလေးတွေကျွန်တော်တို့ဒါခြံခွက်လေးတွေပေါ်ဆောင်ထားတာဖြစ်ပါတယ်ခင်ဗျာဒီကကျွန်တော်ရဲ့ဘဲဘဲအချမ်းပါဆိုရင်ဒါကျွန်တော်တို့ဒါ0 0လေးရဲ့တို့ကျွန်တော်တို့ဒါခြံလေးအကျယ်ကလည်းပေး40 60ပဲဖြစ်ပါတယ်ခင်ဗျာခေါ်ထားတဲ့ဈေးနှုန်းကသိန်း980ပြီးတဲ့အခါကျ1050အဲ့လိုအစားအသောက်ရှိတယ်ပြီးတော့သူခြံလေးတွေရဲ့အလှည့်ကကျွန်တော်တို့ဒါအရှိလေဖြစ်တယ်ကျွန်တော်မိတ်ဆွေတွေဒီလိုတောင်ကြီးဖိုက်တောင်ကြီးဖီလင်မှာ နေကျင်နေဆိုရင် separate level ပုံစံလေးနဲ့အိမ်လေးစောက်ချင်နေဆိုရင်တော့ကျွန်တော် TC0 လေးကို recommend ပေးပါရခင်ဗျ